ခုပုံထဲမှာမြင်နေရတဲ့ Jeffrey Epstein ကသူ့ရဲ့ကြွယ်ဝချမ်းသာမှုကိုအသုံးပြုပြီးတော့ကလေးတငယ်တွေကိုလိမ်ညှက်ထုတ်ခဲ့တဲ့ဖက်ဒါပိုင်းတယောက်ပါသူက သူ့ရဲ့တားကောင်းတွေကိုဘလို့မျိုးရှာလဲဆိုလို့ရှိရင်ဖလော်ရီဒါနဲ့ဖမ်ဘီချ်မှာနေတဲ့ဆင်းရဲမိန်းကလေးငယ်တွေကိုအဓိကပြစ်မှတ်ထားခဲ့တယ်သူတို့တွေကိုငွေကြေးတွေဇိမ်ခံပစ္စည်းတွေနဲ့မျိုးဆွဲပြီးတော့သူ့ရဲ့ဇိမ်ခံအင်ဒီစီကိုခေါ်လာတယ်မိန်းကလေးတယောက်ကို တခါလိုက်လို့ရှိရင်ဒေါ်လာ300ပေးပြီးတော့သူတို့ရဲ့ဖြူစင်းမှုကိုအကြိမ်ကြိမ်ဖြတ်စည်းခဲ့တယ်အဲ့ဒါတွေမကြသေးဘူး သူကဒီမိန်ကလေးတွေရဲ့တငယ်ချင်းတွေကိုဝါခေါ်လာခိုင်းရဲ့ပြီးတော့အက်စတင်ကသူ့လုပ်သမျှမကောင်းတဲ့လုပ်ရက်တွေကိုဖုံးကွယ်ဖို့ဆိုပြီးတော့ကိုပိုင်လုပ်ရက်ကျုံကိုတော့ဝယ်ယူခဲ့ ကောလာဟလာရဲ့အရာတော့အက်စတင်ကလော်လီတာ express လို့လူသိများတဲ့သူ့ရဲ့ကိုယ်ပိုင်ချက်လေးနဲ့အသက်၁၄၁၅နှစ်အရွယ်မိန်းကလေးတွေကိုဒီကျုံးမော်ခေါ်လာတာကျုံးမော်မှာဆိုလို့ရှိရင်လည်းအဲ့ဒီကလေးမလေးတွေကမလုံးတလုံးလေးတွေဝတ်ထားပြီးတော့လမ်းလျှောက်နေကြတယ်လို့ရောက်ခွေတဲ့သူတွေကပြောကြတယ်ဒီလိုနဲ့၂၀၀၈ခုနှစ်ရောက်တော့သူကတရားစွဲခံခဲ့ရတယ်အဓိကပြမှုကတော့ကလေးလိန်ကုန်ကူမှုဒါပေမဲ့သူ့ရဲ့ငွေကြေးချမ်းသာမှုတွေအဆက်အသွယ်တွေကြောင့်ထောင်နဲ့၁၃လပဲကျခဲ့တယ် ဲ့ဒီထောင်ကြနေတဲ့အချိန်မှာတော့မသူကနေတဲ့အလုပ်တော်ကွင်းရတဲ့အထူးအခွင့်အရေးကိုပါရခဲ့ပါတယ်။အဲ့ဒီချက်ကိုကြည့်ပြီးတော့ဥပရိယာချမ်းသာတဲ့သူတွေအတွက်တော့လုံးဝကွဲပြားနေရဆိုတာသိလိုက်ရတယ်။သူ့ရဲ့ကွင်းရကဘလောက်ထိကျယ်လဲဆိုလို့ရှိရင်ကမ္ဘာထိပ်တန်းသမားတွေတော်ဝင်မိသားစုတွေထိပ်တန်းစီးပွားရေးသမားတွေတတော်များများနဲ့သူကတည်တယ်။အဲ့ဒီတော့ခလေးလိန်ကုန်းကူမှုကိုကျူးလွန်လာတော့မှ2013လပဲကြာခဲ့တာကဒီလူတွေကြောင့်များလားဆိုတာကတော့စဉ်းစားစရာပါပဲ။ဒီလိုနဲ့2019ခုနှစ်ရောက်တော့ အက်စတင်ကထပ်ပြီးတော့အဖမ်းခံခဲ့ရတယ်။ဒါပေမဲ့စစ်ဆေးမှုမဆခင်မှာပဲအကျဉ်းောင်ထဲမှာသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။လူတချို့ကတော့ဒီလိုကအဆုံးစီရင်သွားတာမဟုတ်ဘဲနဲ့နှုတ်ကြံခံခဲ့ရတာလို့လည်းပြောကြတယ်။အဲဒါဆိုလို့ရှိရင် Jeffrey Epstein ဆိုတဲ့သူကသူတည်ဆုံးပြီးတော့9နှစ်ကြာမှာဘာလို့နာမည်ပြန်ကြီးလာလဲဆိုလို့ရှိရင်အမေရိကန်တရားရေးဌာနကလိမ်မိုင်းဆိုင်ရာပြစ်မှုကြိုးလွန်သူ Jeffrey Epstein နဲ့ပတ်သက်တဲ့လှုပ်ဝှက်မှတ်တမ်းတွေ အီးမေးလ်တွေကိုထုတ်ပြန်လိုက်လို့ပဲဖြစ်ပါတယ်ဒီထုတ်ပြန်လာတဲ့အီးမေးလ်တွေထဲမှာဆိုလို့ရှိရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နာမည်တွေကလည်းပါနေအောင်တွေ့ရမှာပါအီးမေးလ်တစ်ခုမှဆိုလို့ရှိရင် Epstein ကသူမကောင်းတဲ့သူတွေအများကြီးကိုတွေ့ဘူးပဲ။ Trump လောက်ဆိုတဲ့သူတော့တခါမှမတွေ့ဘူးဘူး။ပြီးတော့ Trump ကရာဇဝတ်ကောင် Jeffrey Epstein နဲ့အတူတူရှိနေတဲ့ပုံတွေကလည်းထွက်ပေါ်လာခဲ့တယ်။ အိမ်ပြော်ဘက်ကတော့ဒီထုတ်ပေါ်ချက်တွေအကုန်လုံးကိုညှင်းဆိုခဲ့ပြီးတော့ Trump ကဘာအမှားမှမလုပ်ခဲ့ဘူးလို့ပြောခဲ့ပါတယ်။ထူးဆန်းတာကဒီ American တရားရေးဌာနကထုတ်ပြန်လာခဲ့တဲ့ email တွေရဲ့မှာမြန်မာနိုင်ငံကနာမည်ကြီးဆိုတော့တယောက်ရဲ့နာမည်ရလေးပါလာခဲ့။ကံကောင်းခြင်းတော့သူမှဒီလိန်ရှုပ်တော်ပုံတွေကလည်းကတ်တီးလေးလုံးမြောက်သွားခဲ့။အဲ့အခါကျတော့ဒီအမှုကတော်တော်လေးရှုပ်သွေးပြီးတော့ကကဘာလုံးတိုင်းတာထိကျယ်ပြန့်ခဲ့တယ်ဆိုတာကိုပြသနေခဲ့ပါတယ်။